မင်းပြန်ပြစ်ကမယ်တက်စခန်းကိုလာတိုက်နိုင်ပြီဆိုဆိုတော့သူတို့ရဲ့ပုံစံကမြေလံပြစ်မြေလံပြို့တိုက်ရမယ်ပုံစံမျိုးမှာမြေလံပြစ်တိုက်မှာကိုကဖင်လန်တိုက်တာဟုတ်ဗျတော်တော်ဆိုးတယ်ဟိုမိမိရဲ့လက်နက်တွေကလည်းဂျမ်းဖြစ်ဖို့တော့ပဲဖြစ်နေတဲ့တိုင်းတာလေးရှိတယ်ဒါကတစ်ခုပေါ့ဗျာနော်အဲနောက်တစ်ခုအနေနဲ့ကအဲစစ်တီတွေကတိုက်စစ်မဟုတ်ပဲနဲ့ခံစစ်ခံစစ်ဆိုတဲ့ခါကျတော့ပြောလို့ခံနေစိတ်တွေရှိလာတဲ့ပုံစံမျိုးဖြစ်လာတယ်အဲ့လိုမဟုတ်ဘူးခေါင်းဆောင်ကြည့်တဲ့ခါကျပြုံးကြည့်ပြီးနဲ့ ော်တုံးဖြည်းဖြည်းနဲ့ဒီမထုံးတစ်ထေးနဲ့နော်ဘာလို့ချိန်တွတ်တော့မသွားတဲ့ပုံစံမျိုးဖြစ်နေကျွန်တော်တို့ကြည့်ရတာလဲကျွန်တော်ဒီစကားမျိုးပြောတာနွားရှိထုံကျူးရတယ်လို့တခါကြရတယ်နော်ပြင်ဦးလွင်အာကြီးကြဆုံးပြီးနောက်ဘောမတ်ရီကြောက်လန့်နေကြချိန်မှာပြိပကနေအာရှောင်းနေတာကတော့ဖင်လန်ကပြောင်ကြီးပဲဖြစ်ပါတယ်သူဘလောက်អော်អော်တိုက်ပွဲတွေအမြဲရှုံးနေတာကြောင့်မဲအောင်လိုင်းနှထုံတတဲဖြစ်လွန်းနေဆိုပြီးနွားနဲ့နှိုင်းပြောလိုက်ပါတယ် မင်းအောင်လည်းစည်ရေးဥဆောင်မှုကိုအောက်ရှင်စစ်တီတွေနဲ့စစ်တပ်ကအယုံကြည်မရှိတော့ဘူးလို့ပြောလိုက်ပါတယ်။ဒီအချက်ကစစ်တပ်ကြာရှုံးမဲ့အဓိကအချက်ကြီးဖြစ်ပါတယ်။အဲ့တော့စစ်ကောင်းဆောင်ကိုကြည့်လိုက်တဲ့အခါကျတော့လေစစ်ကိုသူ့ကိုကဘယ်လိုခေါ်မလဲဆိုတော့စစ်တပ်ကအယုံကြည်မရှိတော့ဘူး။သူ့ရဲ့စည်ရေးဥဆောင်မှုကိုဦးမင်းအောင်လည်းစည်ရေးဥဆောင်မှုကိုအောက်ရှင်စစ်တီတွေအယုံကြည်မရှိတော့ဘူး။ဘာကြောင့်လဲဆိုတော့တဘုံစခန်းနေတဘုံကတိုက်မယ်လို့ပြောတာလေတဘုံကစခန်းနေကိုတိမ့်တိမ့်သွားတယ်နော်တိမ့်တဲ့အပြင်အဲ့စခန်းနေအောက်ခြေကထိုးကျွေးထားတာတွေအများကြီးဖြစ်နေတယ် ဲ့တော့တပုံကိုရေလိုလလိုဆက်ဆံနေတယ်နေလိုမီလိုဆက်ဆံရမယ့်အစားရေလိုလလိုဆက်ဆံတဲ့အခါကျတော့သူ့ကိုယုံကြည်မရှိတော့အယုံကြည်မရှိတဲ့အခါကျတော့စစ်တပ်ရတဲ့စစ်သားကစစ်သားစိတ်ဝင်တော့ဘူးเนาะအဲ့တော့ခေါင်းဆောင်ကစစ်ဘလူးစိတ်ဝင်မှာလောက်လောက်နဲ့ခေါင်းဆောင်ဆိုတာကျွန်တော်အများကြီးပြောနေဆို Inspirational Leadership လို့ခေါ်တယ်ကိုယ့်ရဲ့ဒီဘလူးခေါ်မဆိုကိုယ့်ရဲ့စစ်တီတွေအားလုံးကိုကိုကအဲဘလူးခေါ်မဆိုရှင်အတိုင်းတာတစ်ခုအထိပေါ့เนาะဟိုမြင့်တစိတ်တမြင့်တပေးနိုင်တဲ့သူအတူယူလေးစားလောက်တယ်စီရအပြစ်စစ်သားကစစ်သားကိုအတူယူမှာ နော်စစ်သားကအောက်ခြေစစ်သားတွေဟာငါတို့စစ်သားငါတို့စစ်ဘုတ်ကြီးကဟာလားငါတို့ရဲ့ကာကြိုကြီးကပြောလိုက်ပြတ်တယ်ကွာဟာလားငါတို့စစ်ဘုတ်ကြီးကတကယ်လေးစားလားသူ့လိုမျိုးငါတို့ရဲ့စိတ်ဓာတ်မျိုးရှိရမချမယ်ဆိုတော့စိတ်ဓာတ်မျိုးစစ်သားစိတ်ဓာတ်ရှိရမယ်မောင်ရှိထုံကျွေးရတဲ့ပုံစံမျိုးတွေဖြစ်နေတယ် သူ့ကိုကြည့်ပြသူ့ရဲ့စီရီဥဆောင်မှုကိုဘယ်စစ်သားမှမယုံတော့ဘာကြောင့်လဲဆိုတော့သူကိုယ်ကစီးပွားရေးသမားစီးပွားရေးသမားဆိုအောက်ချင်သူ့လိုမျိုးဘယ်ခေါင်းမလဲသူသူ့ကိုအတူယူမယ်ဟိဆိုရင်နောက်ထပ်စစ်သားကလည်းစီးပွားရေးသမားစစ်သားတွေလည်းပေါ်လာမှာဖြစ်တယ်စီးပွားရေးသမားစစ်သားတွေလည်းပေါ်လာမှာအဲ့တော့စစ်ကောင်းဆောင်နောက်ထပ်စစ်ကောင်းဆောင်လည်းသူခန့်တဲ့စစ်ကောင်းဆောင်လည်းတော်တော်များများလည်းစီးပွားရေးလုပ်ဖို့တော့ပဲချောင်းနေတယ်เนาะအဲ့တော့ဒါဘယ်ခေါင်းမလဲဆိုတော့ခေါင်းကဒီလိုပုံစံမျိုးနေပြပါတော့အောက်ချင်ကဒီလိုမျိုးလိုက်နေပြီဒီလိုမျိုးပဲစဉ်းစားတော့ เนาะအဲ့တော့ခင်ဗျားတို့စမတဲ့တင်းမကြည့်ကြတော့ဟုတ်တယ်ခင်ဗျားတို့လည်းမှန်တယ်ဗျာเนาะဟိုဒါပေမဲ့ institution တစ်ခုအနေနဲ့ပေါ့ဗျာเนาะစစ်မနေဘူးလို့သာထလောက်ရလောက်လိုက်မယ်စိတ်ထဲကတကယ်စေတနာပါလို့လုပ်နေဆိုတော့တော်တော်ရှားစိတ်ပါလုံးเนาะ performance ဆိုတော့ကိုယ့်ရဲ့အချိန်ကိုယ့်ရဲ့အချိန်ကိုပေးပြီးလုပ်တဲ့စစ်တီတွေကရှိတော့ရှိတယ်เนาะကိုယ့်ရဲ့ဒီစိတ်နှလုံးသားနဲ့ထားလုပ်တဲ့စစ်တီတွေဆိုလို့ရှိရင်ချိန်တို့လို့သွားနေတဲ့ performance ဆိုတော့ဟိုစစ်တီအရာရှိတွေပဲများနေတယ်စစ်သားစစ်စစ်ဥဆောင်တဲ့စစ်တပ်မှာ ်စစ်သားကောင်းတွေပေါ်တယ်အဲ့တော့ခေါင်းဆောင်ရဲ့ဖုံးကံတအားအရေးကြီးတယ်ဒီခေါင်းဆောင်ဖုံးကံမရှိဘူးသူဦးမေအောင်လားသူဖုံးကံမရှိတော့ဘာမှထင်မလာဘူးဒါပဲမေအောင်လိုင်းစစ်တပ်မှာစစ်တီတွေဟာတော်လိုင်းရဲ့တပ်ဖွဲ့တွေသူတို့စကန်းကို လာတိုက်မှာကိုထိုင်ဆောင်နေရတာပဲရှိပြီးရီမန်းချက်ပန်းတိုင်ပျောက်ဆုံးနေပြီလို့လဲဖင်လန်ပြောင်ကြီးကပြောဆိုလိုက်ပါတယ်အဲစစ်တီတွေကတိုက်စစ်မဟုတ်ဘဲနဲ့ခံစစ်ခံစစ်ဆိုတဲ့ခါကျတော့ပြောမလို့ခံရင်စိတ်တည်းရှိလာတဲ့ပုံစံမျိုးဖြစ်လာတယ် ဆိုလိုချင်တာကတိုက်စစ်တစ်ခုအရှိမအလန့်နေဟုတ်လားဆိုလိုချင်တာအရှိတောင်ကုန်းရောက်တိုက်ရောက်တိုက်ပြီးတော့ရှိရင်တို့ဒီစကမ်းပြီးတော့ရှိရင်ဒါနောက်ဆော့ရမယ်ဟုတ်လားဒီတဘုံကိုအရာချေမောင်းမှာဆိုတော့စိတ်တက်နေခင်ဗျားတို့တိုက်နေဟေ့ဆိုလို့ရှိရင်စစ်တီအားလုံးကပန်းနိုင်ရှိတဲ့လမ်းကိုရှောက်တဲ့သူနဲ့ပန်းတိုင်မရှိဘဲနဲ့ငုတ်တုတ်ထိုင်နေရတဲ့ကိုသိင်းနေဘယ်နေလဲဆိုတာစောင့်နေရတဲ့ဟိုဘယ်လိုခေါ်မလဲဆိုတော့တိုက်ပွဲမျိုးဘယ်သူမှမတိုက်နဲ့ပြောဘူးခင်ဗျားတို့အဲ့လောက်တော့ဟိုခင်ဗျားတို့စစ်သားတွေကိုတိလိုက်တယ်နော် ပန်းနိုင်ရှိရင်ဒီပန်းနိုင်ကရောက်အောင်သွားမယ်ဆိုတာရှိတယ်ဆိုလိုချင်တာကအေးအေးကိုအပြုတ်တိုက်မယ်ဟုတ်လားငါတို့တိုက်မယ်ဆိုလို့ရှိရင်စစ်သားလိုက်တိုက်ပြောတယ်အခုကအေးအေးကိုခံစစ်နဲ့အာအသေးမလားနိုင်ငံရေးကစားမယ်ခင်ဗျားတို့ကမှဒီမျိုးပေါ့နိုင်ငံရေးရောင်ရောင်ဘာရောင်ရောင်နဲ့ဒီဘာမဲဆိုတော့လှုပ်ရှားစစ်ကိုတိုက်နေမှာပဲစစ်တီအောင်မတိုက်ချင်တာခင်ဗျားတို့စစ်သားတွေကိုအပြစ်ပြောလို့မရအောင်နော်စစ်သားတွေကိုအပြစ်ပြောလို့မရတော့ဘူးအဲ့တော့တပုံကိုတိုက်ပဲဆိုရှင်တိုက်ပေါ်တကယ်ဟိုဘယ်လိုခေါ်မလဲဆိုရှင်စစ်ပြူကကောင်းကောင်းဆွဲ တပုံစကန်းတွေကိုအကုန်လုံးကိုပုတ်ချီဖို့ကြိုးစားဆိုလိုချင်တာကဘယ်တပုံမှစစ်တပ်ကိုခံချနိုင်ဆိုတာမရှိဘူးတကယ်တမ်းလုပ်မယ်ဟဲ့ဆိုလို့ရှိရင်ဆိုလိုချင်တာကစစ်တပ်ရဲ့ဒီမိဖြူပါရချက်ချာအကုန်သုံးရမယ်နော်အကုန်သုံးရမယ်တခါလဲတောင်ဆိုဂရုံးတုံးပြရမယ်နော်မြေဆိုလှန်ပစ်ရမယ်ဘာမှအဖြစ်ရှိတော့မလုံနိုင်တဲ့ဒီတပုံကဒါမျိုးအောင်မြင်လာတယ်ဆိုတဲ့ခါကျတော့တေချာတစ်ခုကတော့ခင်ဗျားတို့အထက်အရာရှိတွေကဖျဲသီးဖြစ်နေတာအဲ့တော့ မြေပြန်ပြစ်ကမယ်တက်စခန်းကိုလာတိုက်နိုင်ပြီဆိုဆိုတော့သူ့ရဲ့ပုံစံကမြေလံပြစ်မြေလံပြီးတော့တိုက်ရမယ်ပုံစံမျိုးမှာမြေလံပြီးတိုက်မှာကိုကဖင်လန်တိုက်တာဟုတ်ဗျအတတော်ဆိုးတယ်အဲ့တော့အခုအစ်စ်တီတွေလည်းလက်ချသွားတယ်ဒါခင်ဗျားတို့ဟိုသူတို့မှာအပြစ်ကတော့ပုံမလင်းပြောရင်မရှိဘူးသူတို့တွေတော်တော်ဒုက္ခရောက်နေတာနော်ဇာတိဥဒုဆိုးတာတမျိုးအဲ့နောက်တစ်ခုကတော့ခင်ဗျားတို့ရဲ့ဒီဘယ်လိုခေါ်မလဲဆိုတော့ရီမန်းချက်မရှိတော့ ရည်မှန်းချက်မရှိတော့ဒီတိုက်ပွဲကိုတိုက်နေရဖြစ်တဲ့အကြောင်းဟိုတဘောကရည်မှန်းချက်ရှိတယ်စစ်တိုက်ချင်စိတ်ရှိတယ်ဆိုလိုချင်တာကဒီစခန်းကိုသူတို့အရာတိုက်မယ်ဆိုလို့ရှိရင်အရာတိုက်တာကိုကစခန်းကိုအရာတိုက်တာလည်းမဟုတ်ကိုကဘာဘာဆိုဘာလို့လို့ဘာစစ်လို့ဘာစစ်မှန်းမသိတဲ့ဘလို့ခေါမဲလှုပ်ရှားစစ်နဲ့ဘလို့ခေါမဲဆိုတော့ဖျဲသီးစစ်ကိုဘယ်သူမှမတိုက်ဘူးဖျဲသီးပြူဟာဘယ်သူမှမတိုက်ဘူး တသွေးတသန်တမိတ်စစ်တပ်ဟာညံရီထုံလုံးနဲ့မင်းအောင်လှန်ရဲ့ဆန္ဒအတိုင်းပဲလှုပ်ရှားနေပုံကိုလည်းပြောင်ကြီးကအခုလိုပဲပြောလိုက်ပါတယ်။နင်းနေနေနဲ့ပေါင်းတာ၄၀၀တာခလေးတောင်တည်တယ်။နော်စစ်တပ်မှာမနေ့တနေ့မှဝင်လာတဲ့စစ်သားလည်းတည်တယ်။မနေ့တနေ့ကမလွတ်လွတ်ကျွတ်လာတဲ့ကျွန်တော်တို့ DSC စင်းတဲ့ဗိုလ်မှူးလေးလည်းတည်တယ်။နင်းနေနေနဲ့ပေါင်းတဲ့၄၀၀တာ။တို့ပါတော့လေနင်းနေနေနဲ့ပေါင်းတာဟာ ဦးမင်း online က300ရတယ်ဆိုတော့300ပေးရမယ်သူဒီလိုလူမျိုးတွေပဲနေရာပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ plain to ဘူးဆိုတွေပဲရှိတဲ့အတွက်ကြောင့်ဦးမင်း online ကိုဦးမင်း online ရတယ်ကလုံခြုံမှုလို့လဲအဲ့တော့ဒီလိုလူမျိုးတွေကိုသူအကုန်လုံးစုထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့လိုလူတွေကြီးပဲဒီစစ်တပ်ကိုဥဆောင်နေတာဖြစ်တယ်အဲ့ကြောင့်မို့လို့အခုစစ်တီရဲ့ရှက်ဖွယ်လီလီထပ်ပြီးပါမလားဟမ်တပုံနဲ့ပူပေါင်းကုန်လားတပုံစီမှာအညံ့ခံကုန်လားစစ်တိုင်းနေကြနေတာ ဲ့ဒါသူ့ရဲ့အရေးချင်းညံပြင်းမှုကြောင့်ပါနော်အဲပုံမှန်လေးလေးပြောမယ်အဲ့လိုမျိုးမဖြစ်ဖို့အတွက်ကျုပ်တို့ဘာလုပ်ရမလဲဆိုရှင်စစ်ကောင်းဆောင်ဟာစစ်သားပိသားနဲ့စစ်သားဖြစ်ဖို့လိုတယ်စစ်တီတွေကိုတနည်းအားဖြင့်ကျွန်တော်တို့အပြစ်တင်မယ်ဆိုလို့ရှိရင်ခင်ဗျားတို့ကျွန်တော်တို့ကလည်းအထက်အဘကိုဘောမလွန်ရရောက်တယ်ကြာစစ်တီတွေရဲ့အခက်ခဲကိုခင်ဗျားတို့မေးဘူးသလားနော်စစ်တီတွေရဲ့ဘယ်လိုဆောင်မလဲဆိုတော့ဖော်ဆောင်ခြင်းတဲ့ပုံစံမျိုးခင်ဗျားတို့လွတ်လွတ်လပ်လပ်ခွင့်ပြုဖူးသလားနော်စစ်တီတွေရဲ့တိုက်ပွဲပရိုဂရမ်ဆိုတာမြေပြင်ပြူဟာမှုတွေတက်မှုတွေ เนาะအရာရှိစစ်တီတွေရဲ့ဟိုတကယ်ဒီဘယ်ဟောမလဲဆိုလို့ရှိရင်စီဇန်နေစီရေးပလန်တွေပေါ့เนาะစီရေးပလန်တွေကိုเนาะဘတ်တာပလန်တွေကိုခင်ဗျားတို့တည်တည်ဆဲဆဲပြူဆိုင်ဖူးသလားပြီးတော့စစ်တီတွေကင်နေရလက်နက်တွေရောကောင်းတယ်လို့များခင်ဗျားတို့ထင်နေသလားအဲ့ဒါခင်ဗျားတို့ကိုယ့်ကိုယ်ကိုယ်လည်းပြန်မင်းအောင်เนาะအဲ့တော့စစ်တီတွေပေါ်မှာအခုတိုက်ခိုင်းထားတဲ့စစ်ကလည်းဘာနဲ့လားတန်တူရဲဆိုတော့ဟိုရှေ့မတိုးနောက်မဆုတ်ဘာမှမလုံမဟုတ်မပြုတ်မလုတ်တဲ့ပုံစံမျိုးနဲ့တိုက်ခိုင်းထားတာလေ ဲ့တော့စစ်တီတွေဒီလိုမျိုးစိတ်တက်ကြတယ်ဆိုတာကစစ်တီတွေကိုကျွန်တော်အပြစ်ပြောလို့တော့မရတော့ဘူးခင်ဗျားတို့အထက်ကအချိုးမပြေတာပြက်ပြက်သားသားလည်းမလုပ်ဘူးဥမာပြအီရန်နဲ့အစ္စရေးဆော်တာတယောက်တယောက်ပြက်ပြက်သားသားဆော်တာအဲ့လိုမျိုးပြာ drone အစင်းယာနဲ့ချီစော်စမ်းမှာအေးဆိုတော့အယုတ်ကောင်ကြီးပြာဟမ်ဒါမျိုးလည်းမလုပ်ဘူးမလုပ်တဲ့ခါကျတော့အခုစစ်တီတွေတစ်ဖက်မှာအဲဘယ်ကောင်မဲဆိုအညံ့ခံသွားတယ်ပေါ့ဗျာနော်အဲ့ဒီအညံ့ခံသွားတာတော့ခင်ဗျားတို့ခင်ဗျားတို့အထက်အရာရှိတွေစစ်တီတွေကြီးကအပြစ်မတင်နဲ့ခင်ဗျားတို့အထက်အရာရှိတွေကအသုံးမကျဘူး ကိုယ့်ဘက်ကတနက်ကကြည်စံပြစ်လိုက်လို့ရှိရင်နှစ်ချက်ပြင်ဂျမ်းဖြစ်ပြီနော်ဂျမ်းဖြစ်ပြီအာဟိုတပ်ဖွဲ့ဝင်တွေပေးတာ G3 တွေနော် G3 တွေအဲ့တော့ဟိုမိမိရဲ့လက်နက်တွေကလည်းဂျမ်းဖြစ်ဖို့လောက်ပဲဖြစ်နေတဲ့အတိုင်းအတာလေးရှိတယ်ဒါကတစ်ခုပေါ့ဗျာနော်